ကဘာပေါ်ကတိုင်ဖူအကြီးဆုံးဘာသာရေးအဆောက်အအုံ၅ခုနံပါတ်၅အာခူရှင်ဂျီတီနီယာဒေလီအိန္ဒိယဘာသာဟိန္ဒူဖွင့်လှစ်သည့်နှစ်2005သမိုင်းအချင်းဟိန္ဒူဘာသာရေးဗီဒိုစာသံများအပေါ်အခြေခံပြီးစာဝါမီနာရယန်အာဆာဒန်အဖွဲ့မှတိဆောက်ခဲ့သည့်ကနထောင်ကျော်သောကြောက်တုံးများနှင့်မိသွေးသုံးခြင်းမရှိဘဲလက်ရာခေါင်းစွာထုလုပ်ထားသည် ယနေ့တွင်ခရစ်ယာန်ညင်အစ္စလာမ်စာဝုံများအပြင်နောက်ဆုံးခေတ်ထိအကြီးဆုံးဟိန္ဒူဘုရားကျောင်းတစ်ခုဖြစ်ပြီးတန်ဖိုးဒေါ်လာ၃တသမနားဘီလီယံထိကုန်ကျခဲ့ပါတယ်။နံပါတ်၄ပီတာတော်ဘုရားကျောင်းစိန့်ပီတာတော်ဘုရားကျောင်းဖြစ်ပါတယ်။တည်နေရာကဗာတီကန်စီးတီးဘာသာကခရစ်ယာန်ကက်သိုလစ်ပြီးဆုံးတဲ့အချိန်က1506စတင်ခဲ့ရင်ပြီးဆုံးခဲ့သည့်ည1626တမိုင်းအချိန် ပီတာတော်သည်ယေရှုရဲ့တပည့်တော်ဖြစ်ပြီးဗာတီကန်ရှိယနေ့ဖျားကြောင်းအောက်မှာမြုံနံထားတယ်ဆိုတာကိုယုံကြည်ကြပါတယ်။ပကြီးဆရာကြီးမိုက်ကယ်အန်ဂျီလိုနှင့်နာမည်ကြီးပညာရှင်တွေကလည်းဒီအဆောက်အုံရဲ့ဒီဇိုင်းအတွက်ပါဝင်ခဲ့ကြပါတယ်။ခရီးငယ်ကဘာဤအလွန်အရေးကြီးသောသင်္ကေတတစ်ခုဖြစ်ပြီးတန်ဖိုးဒေါ်လာ၄တက်တမခနစ်ဘီလီယံကျော်ရှိပါတယ်။နံပါတ်3အန်ဂျာကိုဘက်ဖီးယားကျောင်းတီနီယောက CN Red ကမ္ဘောဒီးယားမှာရှိပါတယ်ဘာသာကဟိန္ဒူနောက်ပိုင်းဗုဒ္ဓပြင်းပြောင်းခဲ့ပြီးတော့တိဆောက်ခဲ့သည့်နှစ်က12ရာစုလောက်မှာခင်ဆူရီယာဝါမန်ရဲ့လက်ထက်ကပါတမိုင်းအကျဉ်းလေးကိုတစ်ဆက်ပြောပါမယ် မူလအားဖြင့်ဗိရှင်ုဘာသာအထွတ်ဟိန္ဒူဘုရားကျောင်းတစ်ခုဖြစ်တည်ဆောက်ခဲ့ပါတယ်။နောက်ပိုင်းမှာဗုဒ္ဓဘာသာကိုပြောင်းလဲပြီးတော့မြန်မာနိုင်ငံနှင့်အာရှတိုက်တစ်လျှောက်အမှုပညာပုံစံများအပေါ်တည်ရောက်မှုရှိခဲ့ပါတယ်။ယနေ့တွင် UNESCO ကဘာအမွေအမျက်စည်းရင်းထဲမှာလည်းပါဝင်ပြီးတော့တန်ဖိုးဒေါ်လာ9ဘီလီယံက10ဘီလီယံအထိရှိပါတယ်။နံပါတ်2မစ္စဂျစ်ဒေနာဘူဝီတီနီယာကမဒီနာမြို့ဆာအူဒီအာရေဗျာဘာသာကအစ္စလာမ်တီဆာအူဒီအခြေငါခရစ်နှစ်622ခုနှစ်ခန့်မှာတမိုင်းအကျင့်ကြောင့် ရောဖက်မူဟမ္မဒ်ကမက္ကာကမဒီနာမြို့သို့ပြောင်းလာချိန်မှာကိုရိုင်းဂျီဗလီကျောင်းတော်ကိုတိဆောက်ခဲ့ပါသည်တမန်တော်မူဟမ္မဒ်မြို့နန်ထာအရာဂူဘိတ်နယ်လေဒီနေရာမှာရှိပါသည်နောက်ပိုင်းအချိန်ချင်းတိုးချဲ့ရရှိနေပြီးယနေ့တွင်ကမ္ဘာအကျယ်ဆုံးအဆောက်အုံတစ်ခုဖြစ်သည့်အပြင်တန်ဖိုးဒေါ်လာ20က30ဘီလီယံအထိရှိနေပါသည်နံပါတ်1မက်စဂျစ်ဟာရမ်ဒီနေရာကမက္ကာမြို့ဆာအူဒီအာရေဗျာဘာသာကအစ္စလာမ်တိဆောက်သည့်အချိန်ကပရောဖက်မူဟမ္မဒ်ရဲ့ခေတ်မတိုင်ခင်ကတည်းကရှိနေပြီးအစ္စလာမ်အဖွဲ့ကတိုးချဲ့လာခဲ့ပါသည်တမိုင်းအချင်းကြောင့်မူလအဆောက်အုံကပရောဖက်အီဘရာဟင်နဲ့ အစ္စမာအီတို့ကကာဘာကိုတည်ဆောက်ခဲ့လာမှအစတင်ပါတယ်။အစ္စလာမ်ဘာသာမှာအမြင့်ဆုံးတန်ရှင်းစင်သောနေရာဖြစ်ပြီးဟတ်ဝိပယူရန်နဲ့ဗဟုသုတလစ်လာရန်လာရောက်သူတန်ပေါင်းများစွာရှိတဲ့အတွက်ဆာအူဒီအာရေဗျအစိုးရမှဆက်လက်ဒုချက်မှုများပြုလုပ်ရန်မှာတန်ဖိုးဒေါ်လာ၁၀၀ဘီလီယံကျော်အထိရှိနေပါသည်။